အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ယခုတခါဖတ်ပြပေးမယ့်ဝိတ္ထုတိုလေးကတော့စာရေးဆရာလင်းယုံဤရေးသားထားတဲ့တယ်လီဖုန်းဆိုတဲ့ဝိတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်။နားဆင်ပေးကြပါအောင်ရှင်။တယ်လီဖုန်းဟော်ရီတယ်လီဖုန်းကြောင့်ပေါ့ရှင်ဟော်ရီတယ်လီဖုန်းကြောင့်ပေါ့မမတန်းဖြင့်ဟော်ရီတယ်လီဖုန်းကိုဖြုတ်တောင်းဖြုတ်ပစ်ခြင်းနဲ့မမတန်းမှာဒေါသထွက်၍အတံမင်းတုံနေသို့တော့ သူ့စကားဆုံးသောအခါကျွန်တော်မျက်နာကိုကြည့်ရင်ရေပြန့်၏ဟုတ်လဲဟုတ်သည်သူ့ဖြစ်မှာဝမ်းနေရမလို့လို့ဒေါသဖြစ်ရမလို့လို့ရီးရမလို့လို့နေအတော်ပြောရခဲ့၏ကျွန်တော်ကိုယ်တိုင်လည်းသူ့ကိုကြည့်၍ပြုံးနေရ၏မမတန်းမှာဘူမိုးကတော်တယောက်ဖြစ်သည်သူရင်အရွယ်ရောက်နေပြီဖြစ်တော့ဒါတယောက်နဲ့တမီးတယောက်ရှိ၏အအုပ်အထင်းကောင်း၍တင်ကြားညွန်ပြမှုကောင်းသောဘုံမူးနဲ့မမတန်းတို့နှစ်ယောက်စလုံးကြောင့် သားနဲ့သမီးမှာ လိမ္မာရေးကြရှိ၍ပညာလဲကောင်းကြ၏သားမှာကောလိပ်ကျောင်းသားဖြစ်၍သမီးမှာတက္ကသိုလ်ဝန်ထမ်းတို့ပင်ရောက်နေပြီဖြစ်လေသည်သူတို့အိမ်ထောင်မှာလည်းတာယာစုပြည့်၏အရာရာပြည့်စုံသည်ဟု ပြောဆိုနိုင်ခြင်းမရှိသည့်တရားလိုတရကအေချမ်းသောအိမ်တော်ဟု ပြောဆိုနိုင်မှာဖြစ်တယ်သူတို့အိမ်တွင်လုပ်ငန်းအတွက်မရှိမဖြစ်တယ်လီဖုန်းကိုလည်းတက်ဆင်ထားလေသည် တယ်လီဖုန်းမှာရုံးကိစ္စအတွက်တော့၎င်းဆွေမျိုးသားချင်းနဲ့ဆက်သွယ်ပြောဆိုရရင်၎င်းအတုံးပြရဤထို့အပြင်တားဖြစ်သူမောင်တေအောင်နဲ့တမီးလေးမခင်မေတို့မှလည်းအရွယ်ရောက်နေက သူတို့ပေါင်းသိနေသူတို့ဖြစ်တော့ကြောင့်တယ်လီဖုန်းမှာသူတို့အိမ်အတွက် တကယ်ကိုလိုအပ်သောပစ္စည်းဖြစ်နေသည်တမီးကြောင့်လည်းအကြောင်းကိစ္စတစ်ခုခုရှိ၍တယ်လီဖုန်းဖြင့်ပြောဆိုပြီးတိုင်းဒီတယ်လီဖုန်းလေးရှိလို့သာပဲဟုကျေနပ်ခြင်းဖြင့်ဖြစ်ခဲ့ရသည် ို့တော့တယ်လီဖုန်းဆိုဒီမှာတုံးတက်မှအဖိုးတန်ဤမတုံးတက်ပါမှုဘယ်သို့ဘယ်ပုံဖြစ်တတ်သနည်းသူတို့မိသားစု၄ယောက်အပြင်ပုတ်စုဟူသောမိန်းကလေးအိမ်မော်တယောက်သူတို့အိမ်တွင်ရှိသေးသည်မမတန်သည်ပုတ်စုကို၆နှစ်သမီးလောက်မှစ၍မွေးစားခဲ့သောကြောင့်ပုတ်စုမှလည်းသမီးတယောက်လိုဖြစ်နေကအိမ်တွင်သူ့လက်သူ့ခြေဖြစ်နေ၏ရိုးလဲရိုးသည်အလဲအသည် သို့သောအိမ်မိုးကိစ္စကိုမူတာဝန်ကြီးအောင်လုပ်တတ်၏အခုမှ15နှစ်ကျော်ကျော်လောက်ရှိသေးတော့လေဘုတ်စုသည်မမတန်းဤသမီးမခင်မီထက်ပင် ပို၍ထွားကြနေသည်ခါတုတ်တုတ်ဝဝလေးနှင့်ချစ်စရာကောင်း၏သို့သောဘုတ်စုသည်စာမတက်ရှာပေဘုံမူးယုံသွားသည့်အခါခလေးတွေကြောင်းသွားသည့်အခါမမတန်းသည်အိမ်တွင်ဘုတ်စုနှင့်အဖော်လို့၍နေရတတ်၏သို့သော အကြောင်းကိစ္စရှိ၍မမတန်လမ်းထွက်ရသည့်အခါအခါမျိုးဟု၍လည်းရှိတတ်သေးသည် ထို့သို့သော အခါမျိုးတွင်မူမမတန်သည် ပုပ်စုကိုအိမ်တွင်တွင်ချား၍အပြင်းမတကားတော့ခတ်ခါထားခဲ့တတ်သည်ဤဒီမှာလည်းပုပ်စုငငယ်ကဖြစ်သည်ယခုမူပုပ်စုမှာလည်းအရွယ်ရောက်လာပြီဖြစ်တော့ကြောင်းစိတ်ချရလောက်ပြီဖြစ်၍အိမ်ကိုတော့ပိတ်စရာမလိုပဲထားခဲ့သည် ဤသို့အားဖြင့် သူတို့အိမ်တော်စုမှာပြည့်ပြည့်စုံစုံနဲ့အေးချမ်းသာယာခြင်းရှိခဲ့၏။ဤကြောင်းကိုဝင်းဦးသည်တိမီမဟုတ်ဟုမမတန်းကအတက်ပြော၏။ဟုတ်သည်။နာမည်ကျော်ဇက်လိုက်မင်းသားကြီးဦးဝင်းဦးသည်ပြိုတိုင်းချိုက်တဲ့နှင်းစီခိုင်းဖြစ်ခဲ့သည့်တရားဤကြောင်းကိုတိချင်မှတိပေးလိမ့်မည်။ဝင်းဦးသည်ထိုစဉ်က YNCA အသင်းတိုက်၌အငါအိမ်ငါနေ၏။ ကိုပိုင်အခန်းမဟုတ်တော့ကြောင့်သူ့တယ်လီဖုန်းမှာအခန်းပြင်တွင်ရှိသောအများသောတယ်လီဖုန်းဖြစ်၏ဝင်းဦးနှင့်ဆက်သွယ်ခြင်း၍ခေါ်လိုက်ရင်ဝင်းဦးနှင့်တိုက်ရိုက်တွေ့ခြင်းမှတွေ့ရတတ်သည် အနီးနားရှိတယောက်ယောက်ကတယ်လီဖုန်းတန်ကြားရင်တွားရောက်နားထောင်ကဦးဝင်းဦးနှင့် တွေ့ခြင်းမှသည်ဆိုကမှဝင်းဦးကိုတွားခေါ်ပြရ၏ဝင်းဦးမှာလည်းတချိန်ချိန်တက်တစ္စာအလုံးနဲ့လူမပြတ်နိုင်အောင်လောက်ကင်နေရတော့အခါဖြစ်တော့ကြောင့် တယ်လီဖုန်းခေါ်တိုင်းလဲဝင်းဦးနဲ့တွေ့ရတတ်ဒီမဟုတ်ပေသို့တော့ဝင်းဦးနေတော့အထက်မှ YNCA တယ်လီဖုန်းမှာတနေ့လုံးလိုလိုအဆက်မပြတ်မြည်နေတတ်ဤဝင်းဦးကိုအလုံးနဲ့ပတ်သက်၍ဆက်သွယ်ကြတော့အကြောင်းများလဲအများကြီးရှိနေဤဝင်းဦး၏ကိုရေးကိုယ်တာနှင့်ပတ်သက်တော့မိတ်ဆွေပေါင်းသင်းများဤဆက်သွယ်ခြင်းများလဲရှိဤတချို့ကလည်းဝင်းဦးနဲ့မိတ်ဆက်လို့စကားပြောလို့အတိအကျွမ်းဖွဲ့လို့တော့ကြောင့်လဲတယ်လီဖုန်းကိုကလင်ကလင်နဲ့အဆက်မပြတ် 調査၍ခေါ်နေကြခြင်းဖြစ်သည်။ကုမြရဲ့မှာဝင်းဦးနှင့်အခန်းချင်းချား၍မလန်မကန့်တွင်နေသူဖြစ်၏။ဝင်းဦးเจ้าကိုတည်၍လည်းဝင်းဦးနှင့်လည်းခင်မင်းရင်းနှီး၏။သို့သောဝင်းဦးနှင့်မတူဝင်းဦးလိုအခွင့်အရေးမျိုးကိုလည်းတသက်တွင်မရနိုင်သော လူတစ်ယောက်ဖြစ်၏။သို့ကြောင့်လည်းတခါတခါဝင်းဦးကိုပင်မနောမနာလိုမလိုမုန်းထားဖြစ်မိသည်။ ူကြတော့စွန်လိုက်တာတို့ကြတော့ခေါ်မဲ့လူတော့မရှိဘူးဒီနေ့တော့တွားရင်လာရင်တယ်လီဖုန်းတံကိုကြား၍ဖြတ်ယူနားထောင်မိ၏ထိုအခါမရေတရေနှင့်ကွေဝင်းဦးပါလားရှင်ဟူသောမိန်းကလေးတယောက်ဤတာယာသည်အတန်တက်တဲ့ကိုကြားလိုက်ရ၏လှမ်းကြည့်သောအခါဝင်းဦးကမရှိပေဝင်းဦးသည်ထိုနေ့ကကားရိုက်စောစောထွက်သွားဟန်တူ၏ထိုအခါကျမှကိုမြရင်သည်စိတ်ကူးတစ်မျိုးရလိုက်၏ ကိုင်းတလောက်တောင်ဝင်းဥချင်တဲ့ကောင်မလေးတွေတိကျရောပေါ့ကွာတို့ကြောင့်လေကိုမြရင်ကတယ်လီဖုန်းမှာ ခက်တီတီပင်မေးမြန်း၏ပြောပါခင်ဗျာဘာကိစ္စရှိလို့လဲသူ့အတန်ဒီဝင်းဦးပြောနေကြလေတန်မျိုးပင်ထင်ရသည်။အော်ကိုဝင်းဦးလားတဖက်ကလည်းရှက်တလူလူသဘောကျတလူလူနေခက်ခနဲအတန်ကို အုပ်၍ရဲလိုက်၏ဟုတ်ပါတယ် အခုပြောနေတာဘသူပါလဲကျမကျမဟုတ်ကဲ့ပြောပါကျမကိုဝင်းဦးနဲ့မိတ်ဆက်ချင်းလို့ပါရှင်မိတ်ဆက်ရပါတယ်ခင်ဗျာမိတ်ဆက်ရပါတယ်နာမည်ကဘလို့ခေါ်ပါသလဲအိုးနာမည်တော့မပြောပြစေနဲ့ရှင်ကျမမိတ်ဆက်ရရင်တော်ပါပြီကိုင်းနာမည်မပြောရင်လည်းနေပါစေဒါပေမဲ့ဘယ်မှာနေသလဲဥဝိစာရလမ်းမှာနေပါတယ်ရှင် ကြောက်နေသလားကိုမြရင်ကနာမည်မသိတိတိုင်အောင်တခြားအချက်များသိအောင်အေးအောက်မေး၏ဟုတ်ကဲ့ဘယ်နဲ့တက်ရောက်ပလဲကျမအစဲတန်းမှာပါဘယ်เจ้าမှနေသလဲအိုးတဖက်မှအမိန်ကလေးသည်ကိုမြရင်တဘောကိုရိမ့်မိသွားဟန်တူ၏ကျမကိုဒီလောက်မမေးပါနဲ့ရှင်တော်တော်ကြာကျမဘာတူလဲတိသွားမှာကိုစိုးလို့ပါကိုဝင်းဦးလိုက်လာရင်လေမိမိကစုနေပါဦးမယ် မိမိကဒီလောက်ဆိုးသလားဆိုးတယ်လို့တော့မဟုတ်ဘူးပေါ့ရှင်ဒါပေမဲ့မိမိကဒါမျိုးမကြိုက်ဘူးအဖေကောရှိလားဟုတ်ကဲ့အဖေကဘာလုပ်တယ်လဲဘုံမူပါပဲအိုးလှုပ်ခနဲပြောလိုက်မိပြီမှာတဖက်ကအတန်ကရက်သွားပြန်၏ကိုမြရင်သည်ပို၍စိတ်ဝင်စားလာပြန်သည်ဘုံမူသမီးတယောက်ဆိုပြန်တော့လေခုလိုကိစ္စရင်အဆက်မပြတ်ကောင်းဟုထင်လိုက်မိသည် တယ်လီဖုန်းကခုလိုပြောနေကြလို့တော့ဘယ်ပြည့်စုံမလဲအားတဲ့နေ့မှလူချင်းတွေ့ကြရအောင်လေအိုးမဖြစ်ဘူးရှင်မဖြစ်ဘူးမိမိကကျမကိုရိုက်မှာဒီလိုဆိုရင်ကိုမိတ်ဆက်တဲ့မိန်းကလေးတယောက်မျက်နာကို ကိုမမြင်ရတော့ဘူးပေါ့လားတဖက်မှအဖြေပြန်မပေးပေးအင်းချက်ချင်းဆိုတော့လေအတွေ့ခံရခြင်းချင်းမှခံရမှာပေါ့လေ မင်းသားဆိုတော့လေလူတွေက သူများတကာအပြောနေပဲကြောက်နေကြတာမဟုတ်လားတဖက်မှဘာမှပြန်မပြောပြီဒီလိုဆိုရင်လေဘယ်เจ้าမှတက်နေတယ်ဆိုတာကိုသာပြောလေဒါဆိုကိုကျင်နေပြီเจ้าကိုတော့မပြောပြစေနဲ့ရှင်တဖက်က တောင်းပန်တူယိုတန်လေးဖြင့်ပြော၏ဒါပေမဲ့ကိုဝင်းဦးတို့လမ်းမီးထဲမှာလေကျမအင်္ဂလိပ်စာကျူရှင်ယူနေတယ်ဒီလောက်ပဲ ကျမပြောမယ်လေဘယ်ချိန်လာတက်တယ်လဲဘာကားနဲ့လာတက်တယ်လဲမနေ့၈နာရီဆိုရင်မိမိကိုယ်တိုင်လိုက်ဖို့ပါတယ်ဟီးမဲအနီလေးနဲ့အိုးတော်ပြီလေကိုဝင်းဦးကမကောင်းဘူးတိတ်မေးတာပဲတစ်ဖက်မှာတယ်လီဖုန်းကြီးပြန်ချသွား၏ကိုမြရင်မှလည်း ူ့လက်ထဲမှတယ်လီဖုန်းစကားပြောခွက်ကိုကိုင်ကအတန်ကြာအောင်ရက်၍စဉ်းစားနေမိပြီးမှသူ့ဟာသူသဘောကျဟန်ဖြင့်ပြုံး၍စကားပြောခွက်ကိုပြန်ချိန်လိုက်၏။"ဩဘုံမိုးသမီးတွေကလည်းဒီလိုမျိုးအလုပ်မျိုးလုပ်တာပါပဲလား"ဤเจ้าကိုကိုဝင်းဦးမသိပါဟုကိုမြရင်ကပြော၏သူကိုယ်တိုင်ကလည်းဝင်းဦးကိုဖွင့်မပြောမိပါဟုဝန်ခံ၏ နောက်တနေ့နဲ့နဲ့၈နာရီချိန်မတိုင်းမီကိုမြရင်သည်သူတို့လမ်းပေးတဲ့ရှိ အင်္ဂလိပ်စာကျူရှင်သင်ပေးသောဆရာအင်ရှိတွင်မရောမလဲလုပ်နေမိ၏ထိုအခါဟိမင်းကားအနီလေးတစည်းသည်ထိုးဆိုင်လာ၏ကားပေါ်မှ16နှစ်အရွယ်ဖြူဖြူသေးသေးနှင့် ချစ်စရာမင်းကလေးတစ်ယောက်သည်လိုအပ်သောစာအုပ်ကလေးများကိုပိုက်၍ဆင်းလာ၏ကားပေါ်တွင်လည်းခန့်ညာလှပသောမိမတစ်ယောက်ပါလာ၏မိန်းကလေးကိုကားပေါ်ကချထားပြီးမှကားသည်ပြန်ထွက်သွား၏ ကိုမြရင်သည်ဤရှုခင်းကိုတည်တည်ချာချာကြည့်နေသည် ထို့နောက်တွင်မှအာရပါရပြုံးကဘယ်ဆိုးလို့လဲဟုမှတ်ချက်ချလိုက်သည်အပြင်သူ့ကိုယ်သူလည်းကောကောင်တကာဟုပင်ထင်မှတ်လိုက်လေသည် ထိုနေ့ကစ၍ထိုမိန်းကလေး၏အမိကို ကိုမြရင်သည်စုံစမ်းမိလေသည်မိန်းကလေး၏မိဘများနှင့် နေရက်ကိုလည်းစုံစမ်း၏ထိုခါကျမှ မမေမခင်မေဒီတယ်လီဖုန်းမှာဆက်၍ပြောစဉ်ကပင်အမှန်များကိုပြောခဲ့ခြင်းဖြစ်ကြောင်းသဘောပေါက်လာခဲ့သည်မခင်မေဒီအမှန်ပင်ဗိုလ်မှူးတယောက်ဤသမီးဖြစ်၍ဝင်းဦးကိုလည်းတကယ်တတ်မှတ်သောမိန်းကလေးတယောက်ဖြစ်ကြောင်းကိုကိုမြရင်ဒီတဖြည်းဖြည်းသဘောပေါက်လာခဲ့သည်ကိုမြရင်နှင့်မခင်မေတို့သည် အချိန်တတ်မှတ်၍တယ်လီဖုန်းမှာပင် စကားပြောကြ၏သို့သော လူချင်းတွေ့ရန်မှုမဖြစ်နိုင်သည်ကိုမြရင်မှာဝင်းဦးမဟုတ်သောကြောင့်မခင်မေက လူကိုယ်တိုင်တွေးခွင့်ပေးသည့်တိုင်အောင်မတွေ့နိုင်သောအခြေအနေမျိုးဖြစ်၍နေလေသည်။ထို့ကြောင့်ကိုမြရင်သည်မခင်မေကျူရှင်လာခြင်းပြန်ချိန်များ၌တောဆောင်ကကြည့်မိ၏။ထို့သောမခင်မေကသူ့ကိုသိမိမဟုတ်။သိအောင်လဲလုံရမရ။မခင်မေသည် ကျူရှင်ကိုလာတိုင်းပြန်တိုင်းသူ့မေသည်လိုက်လာတတ်၏။အမေကိုယ်တိုင်ကပင် တော်တော်ချောမောလှပါတော့မိမတယောက်ဖြစ်သည်တို့ကြောင့်လဲကိုမြရင်သည်မက်ခင်မေကို ကြည်ရင်ကြည်ရင်ပင်ဆွဲလန်းတစ်ထက်ဆွဲလန်းလာမိလေသည် အစကမူအပြောင်အပြက်သဘောမျိုးဖြင့်တယ်လီဖုန်းမှနေက ဝင်းဦးအတုလုတ်ခဲ့မိ၏သို့တော်ယခုမူနောက်ဆုံးနိုင်မည်မဟုတ် သူကိုယ်တိုင်ကမက်ခင်မေကို တွေ့မြင်ကဆွဲလန်းနေပြီဖြစ်သောကြောင့်လဲမက်ခင်မေနှင့်နီးစပ်ရမယ့်အကြောင်းကိုသာတွေ့တော်ကြံစားလာခဲ့သည် ကိုမြရင်မှာမူရင်းအဖြစ်စိတ်ထားရုံမှာတော့လူတယောက်မဟုတ်ပေတွေ့ကြရရှိတော့မိကလေးများနဲ့လည်းဤနည်းဖြင့်လိုက်လံဖြစ်စီနေတော့လူရုံမှာတယောက်လည်းမဟုတ်ပေသို့တော့သူမရနိုင်သောအခွင့်အရေးမျိုးကိုရနေတဲ့ရုပ်ရှင်မင်းသားတယောက်အားအမှန်ပင်မလာလိုဝင်တိုစိတ်ဖြစ်ခဲ့မိ၏တို့ကြောင့်လဲအမတ်မချင်းနောက်လိုက်ရာကနေပြီးတော့နောက်ဆုံးနေကံအားလျော်စွာဖူးစာဖက်အမတ်ကို တွေ့မိလေတကယ်တော့နောက်မဆုတ်သာတော့ပဲ အခုကဲ့သို့ဆက်လက်စ조사မိခြင်းဖြစ်လေတော့သည်တနေ့တွင်မူသူသည်အမှန်ကိုဖွင့်ပြောမည်ဟုစိတ်ကူးထား၏ထို့သို့ဖွင့်ပြောကမခင်မေ၏ခွင့်ပြုချက်ကိုလည်းရရှိမှလည်းသူသည်မခင်မေနှင့်မျက်နှာချင်းဆိုင်နိုင်နိုင်ခွင့်ရရှိလိမ့်မည်ဟုသဘောပေါက်မိသည်တို့ကြောင့်လဲအခုချိန်တွင်သူသည်တယ်လီဖုန်းဖြင့်သာမထီတထီစကားပြောနေရခြင်းဖြစ်ပေသည် နေ့စဉ်နေ့တိုင်းပဲသူတို့ဒီချိန်ထားသောအချိန်တစ်ခုတွင်တယ်လီဖုန်းဖြင့်စကားပြောကြ၏တခါတခါသူကိုယ်တိုင်ကဆရွေခေါ်၏သို့တော့မခင်မေ၏တတိပေးစကားကြောင့်အတန်ကြက်မိနေပြီဖြစ်သောမခင်မေအတန်မဟုတ်လျင်တယ်လီဖုန်းကိုပြန်ချလိုက်၏မခင်မေကအိမ်တွင် သူ့မေလက်ခါမှစကားပြောမည်ဟုပြောထားသည်သူ့မေသိရင်သူ့ရိုက်ခံရမည်ဟု၍လည်းသူကပြောသည်အမေကိုကြောက်လွန်သောသမီးမျိုးဖြစ်သောကြောင့်ကိုမြရင်ကတီးခံရ၏ မခင်မေကျူရှင်လာတော့အချိန်များ၌လေကိုမြရင်သည်မခင်မေအမေဆိုသူကိုတွား၍အကဲခံမိ၏အလွန်ရင့်ကျက်သောအင်ဒရီမျိုးနှင့်မိမလကြီးတယောက်ဖြစ်သောကြောင့်သားသမီးဖြစ်သူများအပေါ်မှာလည်းရက်ဆက်မည်ဆိုပါကလည်းရက်ဆက်နိုင်မည်မိမတယောက်ဖြစ်သည်ဟုကိုမြရင်ကကိုတိုင်သဘောပေါက်ထားမိလေသည်အမေဖြစ်သူအမေအပြင်သူ့ကိုအကြောင်းကိုပါမခင်မေကပြောထား၏ သူ့ကိုကလည်းတယောက်ထဲသောနှမလေးအားတုံနေအောင်ချစ်ရှာသည်။တို့ကြောင့်လဲခုကဲ့သို့သူတို့မသိပဲအချစ်နလန်ထားနေသည့်နှမအကြောင်းကိုသိပါက အကိုဖြစ်သူသည်ဘလုံးမခွင်းလို့မည်မဟုတ်ပဲတက်ပြင်းမည်ဟုကိုမြရင်ကိုယ်တိုင်ကယုံကြည်၏သူတို့အပြင်အဖေလို့သူမတိဖို့ကပိုရေးကြီးဆုံးဖြစ်သည် အဖေမှာဘုံမှုဖြစ်၍ပိုရေးပိုရေးဒေါသကြီးမည်ဖြစ်၏ ကိုမြတ်ရင်ကိုလည်းဘုံမိုးသည်ကြီးစွာသောအနေရမျိုးပင်ပြုနိုင်စွမ်းမီမဟုတ်လားထိုကဲ့သို့ချိန်ဆနေရသောကြောင့်နေရတွေ ကြာညောင်းလာ၏ကိုမြတ်ရင်အနေနဲ့လည်းချစ်စိတ်တွေက စတတ်တဲ့ဘိုးတိုးပွားလာသောကြောင့်မအောင်ဤနိုင်သောအခြေအနေမျိုးတို့ဆက်ရောက်လာခဲ့လေတော့သည်ကဲ့မေကိုတော့မနေနိုင်တော့ဘူးအမှန်ကိုဖွင့်ပြောတော့မယ်ကိုက တယ်လီဖုန်းကနေမိအတန်လေးကိုဆွဲလန်းနေရတာကတစ်မျိုးမိကိုမသိမသာချောင်းကြည့်နေပြီးချစ်နေရတာကတစ်မျိုးဒီဒုက္ခနဲ့ကို ကြကြမခံနိုင်တော့ဘူးဒါဒုက္ခလားကိုဝင်းဦးရဲ့ဟုတ်မခင်မေကတနာစပွဲပြန်ပြောသည်မိကတော့မိအတွက်ကိုဝင်းဦးအလုပ်ပြည့်ပြည့်နေတာမိကြောင့်ဖျက်ရလေကြီးဆိုပြီးစိတ်မကောင်းဖြစ်နေရတာပါ မိချောင်းလာရင်ဘာဝင်လာတယ်ဘာရန်ဝင်လာတယ်ဆိုတာတွေကိုလိုက်လိုက်မှတ်နေရလို့ကိုအင်းဦးဘိုင်းစကုတ်ရိုက်ရတာတွေနောက်ကျမကုန်ဘူးလားယင်။အိုးဒါတွေကိုအသာထားမီကိုမြရင်ကနောက်ဆုံးတွင်ဖွင့်ပြောမီစိတ်ကူးမီ။အရေးကြီးတာကကိုဒုက္ခအကြောင်းကို ဖွင့်ပြောခြင်းနဲ့ကိုဝင်းဦးဒုက္ခထက်မိဒုက္ခကပိုကြီးပါတယ်ကိုဝင်းဦးရဲ့။ဒီလောက်တောင်စီကံကြီးတဲ့လူတွေကြားကလွတ်အောင်ရုံးဖို့ပဲမိနီလဲရှာလို့မရဘူး။ မိဒုက္ခကိုကိုဝင်းဦးသိရင်လေမိကိုကိုဝင်းဦးခုထက်ပို့ပြီးတော့တောင်းတနာအောင်ပါမိပြောရင်ကိုဝင်းဦးကယုံမာတော့မဟုတ်ဘူးမိလေအခုထိကိုဝင်းဦးရဲ့ဘိုင်းစကုတ်ကိုတစ်ခါပဲကြည့်ဘူးသေးတယ်မိမိတို့ကမိကိုဘိုင်းစကုတ်တောင်ပြတာမဟုတ်ဘူးကိုမြရင်ပေအတော်စိတ်မကောင်းဖြစ်သွားမိဘိုးမိုးလင်မယားကတမိတယောက်ကိုအိမ်မြထုတ်ချဲထားပါလားသို့တော့ဤချက်ကိုတိလိုက်ရခြင်းကြောင့် တစ်ဖက်ကလည်းကိုမြတ်ရင်အတွက်အားတက်စရာတစ်ချက်ဖြစ်သွားလေသည်ဒီလိုဆို ကိုဝင်းဦးကိုမင်းအပြစ်မမြင်သိပါမလားအိုးဘယ်သိပါမလဲမရတပ်ပုံတွေကိုပါကြည်နေရတာမဟုတ်လားတပ်ပုံဆိုတာမိကက်တွေချဲထားတော့အပြင်နဲ့တမျိုးဖြစ်နေမှာပေါ့မိတငယ်ချင်းတွေကတော့ပြောတယ်ကိုဝင်းဦးဟာအပြင်မှာတပ်ပုံတွေကထက်ချောတယ်တဲ့ကိုမြရင်ဒီအတန်ကြာငြိမ်၍စဉ်းစားနေမိ၏ ်ဤမြချက်တဲသောမိန်းကလေးတယောက်ဖြစ်ပါကသူ့အနေနဲ့ဘာကြောင့်မကယ်နိုင်ရမည်နည်းသူသည်တစုံတစ်ခုကိုစွန့်စားလှုပ်ဆောင်ရတော်မည်ဖြစ်၏ခုတိုင်းဆိုရင်တော့သူဤစွန့်စားမှုသည်တရားမျှတကမှန်ကန်ရမည်ဖြစ်၏ဘုံမှုသည်တနေ့တွင်သူ့ကိုခွင့်လွှတ်ရမည်သူကိုယ်တိုင်လည်းဘုံမှုသမတ်ဖြစ်လာနိုင်သည်ကဲဒါဖြင့်မိကိုကိုခိုးမယ်မိမိခိုးရနိုင်နိုင်မလားအိုး မခင်မီးကလည်းထိတ်လန့်တကြီးဖြစ်သွားမိ၏မအိုနဲ့တော့မီခုခိုက်တက်မှာကိုနဲ့မီဟာတယ်လီဖုန်းကနေတယောက်ကိုတယောက်ချစ်ယိုးမှန်ရင်ကိုဘယ်သူလဲဆိုတာမေ့ထားလိုက်တော့ကိုကလည်းမေဘယ်သူလဲဆိုတာကို မေ့ထားလိုက်မယ်ကိုတို့ဟာပေါင်းပြီးမှတယောက်အကြောင်းကိုတယောက်ပြောရမယ်ချစ်သူတွေဖြစ်တယ်ဒါကိုသဘောပေါက်ရင်ခဏညက်နေ၃နာရီမိကိုကိုခိုးပြင်းမယ်မခင်မီးကတော်တော်နဲ့ဘာမှပြန်မပြောပဲ ချင်းမြောင်ချက်တဲ့မိဘွားဆိုကနေချစ်သူနဲ့အတူနေရမယ့်ဘွားကိုရောက်ဖို့ပဲမိဘသူကိုမှကြောက်နေစရာမလိုပါဘူးမခင်မေဤတက်ပြင်းချတာလေးကိုကြားလိုက်ရသည်ထင်မိဤထို့နောက်မခင်မေသည်တစုံတစ်ခုကိုပိုင်းတိုင်းစွာ ဆုံးဖြတ်ဟန်ဖြင့်ခက်ရဲရဲပြောလိုက်လေသည်ကဲဒါဖြင့်ခဏညက်နေ၃နာရီမေလန်းထိတ်ကစောင့်မယ်နော်ကိုများရင်သည်အောင်ပွဲရခြင်းအတွက်လက်ခမောင်းမင်းခက်လိုက်လေမိသည် ထိုနေ့ညနေ3နာရီတွင်ကိုမြရင်ကြီးမိစေတယောက်၏အကူအညီဖြင့်ချစ်ကားတစီကိုငှားထားလိုက်တော့နေရာတဝိုက်တွင်ငှားထားကချိန်ထားသော နေရာတကိုက်တွင် ဝေးဝိုက်လှည့်ပတ်၍မောင်းနေမိသည် သို့သောမခင်မေကိုမတွေ့ရခရီးသွားလာနေကြတော့မိမသားတချို့ကတွေ့ရသည်အထုတ်ပိုက်၍သုံးမင်းစောက်နေသောမိန်းကလေးတယောက်ကိုပင်တွေ့ရသေးသည်သို့သောမခင်မေမှာမူလူလစ်ဟန်မတူပေ မခင်မီကိုလည်းအရေးရောင်များမတွေ့ရမခင်မီတို့အိမ်ရှိကိုပင်မတိမတာလှဲ့ပတ်ကြည့်မိမခင်မီတို့အိမ်မှာလည်းပိတ်ထား၏တန်တော့ဤเจ้าကို သူမိဘတွေမြန်တိသွား၍များမခင်မီကိုတနေရရာပို့လိုက်ပလားငါးနိုင်ထိုးကမှစိတ်ပြက်စွာပြန်ခဲ့ရ၏ထို့နောက်တယ်လီဖုန်းကိုနားတဆင်ဆွေနှင့်နားချောင်းနေမိ၏ ။အီတယ်လီဖုန်းမှာသူတို့အတွက်မျက်နှာမောင်ဖြစ်သောကြောင့်အီတယ်လီဖုန်းမှာတာယာသောမိသားလေးထွက်ပေါ်လာလို့လာညာလာပါစေဟုလည်းအဆက်မပြတ်ဆုတောင်းနေမိ၏။သို့သောကိုမြရင်ဤဆုတောင်းမှာမပြေနိုင်တော့ပေ။ထိုနေ့ညနေကမမတန်းတို့သည်6နာရီကျော်မှအိမ်ပြန်ရောက်လာ၏။အိမ်ပြန်ရောက်လာသောအခါပုပ်စုမပြောက်နေကြောင်းကိုသိကြရ၏။ ဖုံမေးဒီမေးနဲ့လုံနေကြစေမမတန်းတို့အတော်အိမ်မှလူလွတ်၍သူတို့အိမ်တို့ဘုတ်ဆူရောက်နေကြအောင်အိမ်မပြန်ရဲကြအောင် ပြောနေတော့ကြောင့်မမတန်းကိုယ်တိုင်လာခေါ်ရန်အပြောခိုင်းလိုက်တော့ကြောင့်မမတန်းကိုယ်တိုင် အတော်အိမ်တို့လိုက်သွားရ၏အခါကျမှအကြောင်းစုံကိုသိရ၏ဘုတ်ဆူသည်အိမ်နေမပြောတော့ကြောင့်အထုတ်ပတ်၍ထွက်ပြေးခြင်းလည်းမဟုတ်ဘုတ်စုသည်လင်းနောက်လိုက်ရန်အိမ်မှထွက်ပြေးခြင်းဖြစ်ပေသည်အမေအမေတဲဟုတ်ပါလား နေ့ကိုဘသူကခိုးมาလဲဆက်လိုက်မင်းသားဦးဝင်းဦးပါအလိုဖះကြီးမမတန်းဒီသူ့ရင်ကိုလက်ဆဲချောင်းစလုံးဖြင့်ဖိနှိပ်ထားရင်ဆက်လိုက်မင်းသားဝင်းဦးပုပ်စုကအချောင်းစုံကိုအယိုးခံအတိုင်းပြန်ပြောသည်သူသည်ရုပ်ရှင်မဂ္ဂဇင်းတစ်ဆောင်မှာဝင်းဦးရဲ့တယ်လီဖုန်းနံပါတ်ကိုမှတ်ခါဝင်းဦးနဲ့မိတ်ဆက်၏ဝင်းဦးကသူ့မိကိုမေးသည့ ထိုကားဘုတ်စုဟုပြောလိုက်ရင်အထင်သေးမည်ဆို၍မခင်မေနာမည်ကိုသုံးမိ၏ဒါအတွက်လဲသူရင်အပြစ်ရှိမည်လဲမထင်ပေယခုမှဝင်းဦးကသူ့ကိုချစ်၍ခိုးမိပြော၏ဝင်းဦးကိုယုံကြည်၍လဲသူသည်အထောက်ပိုက်ကချိန်ထားသောနေရာသို့သွား၏သို့တော်ဝင်းဦးလိန်သည်ဝင်းဦးသည်သူ့ကိုလာမခေါ်ပေဖျားဖျားမမတန်းသည်ရင်တမမနှင့်မျက်လုံးပြူးမိရာက အတော်ရှိအိမ်မအတော်ရှိမှာပဲဘုဆုကိုကြိတ်၍ပေါင်လိန်ဆွဲလိုက်ရသည်။နင်တတော်မိုက်တယ်ကောင်းမပါလားဘုဆုရဲ့။မခင်မေခမညာအခုခလေးလိုနေနေတာနင်ဒီလိုလောက်လိုက်တော့ဝင်းဦးကမခင်မေကိုဘလို့ထင်မလဲ။ဘုဆုကိုအိမ်ပြန်ခေါ်ခဲ့ရ၏။ထို့နောက်ထိုနေ့မှာပဲပုံမိုးနေတိုင်းပင်၍အကြောင်းစုံကိုရှင်းလင်းရန်ဝင်းဦးနှင့်ဆက်သွယ်ဖို့စီမံရ၏။သို့သောဝင်းဦးကလည်းဘာမှမသိ။ ဝင်းဦးစီတဲ့အစ်စ်တီပင်ဘာမှဘာပြန်ပြောရမှန်းမသိပဲဖြစ်နေကြောင်းသိရသည်သို့တော့ချက်ချင်းပေါ်သည်ထိုခါကြမှကိုမြရင်ကိုအိမ်တွင်ချင်း၍တွေ့ဆုံကဘုတ်စုကိုရောမခင်မေကိုပါပြရသည်ဘုတ်စုဆိုတာကအဲ့လောက်မိုက်တဲ့ကောင်မလေးဂျားတဲ့ကတမိခမညာတတ်တန်နာမည်ပြတ်တော်မလို့ဒါပေမဲ့လူချင်းတွေ့ရင်ဆိုင်ကြတော့ မောင်မြရင်ဆိုတဲ့တငယ်ကတယ်လီဖုန်းက ပြောတဲ့အတန်ကပုတ်စုတန်ပါလို့ပြောတယ်။ဟိုနေ့ကလည်းအထုပ်ပိုက်လမ်းထိပ်ရက်နေတာကိုအတွေ့တော်အတွေ့သားပဲတဲ့။ဒါပေမဲ့သူက မခင်မေကိုစောက်နေတော့ပုတ်စုကိုကားစောက်နေနေရကမိန်းကလေးပဲထင်တာပေါ့။မမတန်ပြောပြတော့အဖြစ်ပြက်ကို နားထောင်ရင်ကျွန်တော်ပင်ပြုံးလိုက်မိ၏။ပေါ်တော့လေကြောက်ကြောက်နဲ့တောင်းပန်လိုက်တာလေ။သူတို့ဟာကဝင်းဟိုအယောင်ဆောင်နဲ့ မမေခင်ရောင်ဆောင်တွေတွေ့ကြတာလားဒါပေမဲ့ပုတ်စုတလောက်တက်တယ်ဆိုတာအခုမှယုံရတော့တယ်ကောင်းလေးလေးရှက်ရှက်နဲ့သူ့ကို အပြစ်မယူပဲခွင့်လို့ဖို့တာထတ်တလဲလဲတောင်းပန်ရှာတယ်မမတန်းကလည်းနောက်နောက်ဤတို့အယောင်ဆောင်ချင်းမပြုတ်ရန်ပြောဆိုဆုံးမကလွတ်လိုက်လေသည်သို့တော့ဤเจ้าကိုမူထတ်တလဲလဲပြော၏ပြောရင်လဲဒေါသထွက်၏ပြီးမှသူကရီပြန်သည် ဟောဒီတယ်လီဖုန်းကိုအိမ်မှာထားရတဲ့ဒုက္ခဟောဒီတယ်လီဖုန်းကိုအိမ်မှာထားရတဲ့ဒုက္ခကျွန်တော်ဒီသူ့အိမ်စပွဲပေါ်တင်ထားသောတယ်လီဖုန်းကိုကြည့်မိ၏မမတန်ဒီသူ့တယ်လီဖုန်းကိုတော့ခတ်ထားပြီလင်းယုံဒီညဝရီမဂ္ဂဇင်းအောက်တိုဘာ1966ခုနှစ်စာမျက်နှာ132 139 နာတော်တာဆင်ပေသူညီကိုမောင်နှမတဦးတယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်။ကျမ်းမာပေးခြင်းကြပါသေးရှင်။